ဒီနေ့မှာတော့ STB account အချင်းချင်း STB token ကိုဘယ်လိုအလွဲပြောင်းလုပ်လို့ရလဲဆိုတာကိုပြပြပေးသွားမှာပါ။အဲ့တော့အရင်ဆုံး STB token ကိုလက်ခံမဲ့ account ရဲ့ Polygon address ကိုဘယ်နာကနေယူရမလဲပေါ့နော်။အဲ့တော့ဒီအောက်နားမှာ service key STB token ထဲကိုဝင်လိုက်ဒီနေရာမှာပေါ်နေတဲ့ your wallet address Polygon address ဆိုတဲ့ဟာကို copy ယူရမှာပါ။ ဒီ address က SDB token ကိုလက်ခံမဲ့လူရဲ့ address ပေါ့နော်ပြီးသွားရင်အခုကကြတော့ SDB token ကိုပို့မဲ့ဖက်က SDB account ပေါ့နော်အဲ့တော့ကိုကပို့မဲ့လူဆိုလို့ရှိရင်ရောဘယ်ကနေသွားပို့ရမှာလဲတူတူပဲ service တဲ့အောက်က SDB token ထဲကိုဝင်လိုက် ဒီနေရာမှာကိုယ်စီမှာရှိနေတဲ့ STP token ကိုပြပေးရပါတော့ available token မှာရှိနေတဲ့ STP token တွေကိုပဲလွဲပြောင်းလုပ်လို့ရတယ်အကယ်၍ကိုက N နဲ့မှာထည့်ပြီးအတိုးယူထားတာမျိုးရှိနေရဆိုလို့ရှိရင် lock token မှာပြနေမှာဖြစ်ပြီးတော့အဲ့ဒါဆိုလို့ရှိရင်တော့လွှဲလို့မရဘူးပေါ့နော် N နဲ့ကနေအရင်ပြန်ထုတ်ပြီးမှပဲလွှဲလို့ရမယ်ပေါ့နော်အဲဒီမှာတော့ available token 490ဟာရှိရဲအဲ့ဒါကိုတစ်ဖက်လူကိုလွှဲပေးမယ်ပေါ့နော်အောက်နည်းနည်းထပ်ဆင်းလိုက် ဒီနေရာမှာသဘောတရားက SDB ကောင်းတဲ့ကနေ SDB token ကို ထုတ်มาပဲမလို့ token withdraw ပဲပေါ့เนาะဒီနေရာမှာခုနကော်ပီယူလာတဲ့ wallet address ကို paste လုပ်လိုက်မယ်ပေါ့เนาะ အရေးကြီးတာတော့ဒီ online address မှာအလုပ်မရဘူးပေါ့နော်ပြီးရင်ဒီအောက်မှာက ကိုဘလောက်လွှဲမှာလဲပေါ့အဲဒီအောက်မှာကိုထဲမှာရှိတယ်လွှဲလို့ရတဲ့ STP ကိုပြထားတယ်အဲမကောက်မှာဆိုခုန available မှာပေါ်တယ်490ကိုလွှဲလို့ရတယ်ပေါ့နော်အဲတော့အကုန်လွှဲမှာဆိုရင် maximum ကိုတခါတည်းတန်းနှိပ်လိုက်ဒီနေရာမှာ STP to STP STP token နဲ့အလွှဲပြောင်းလုပ်တာက network fees withdrawal fees လုံးဝမပေးရပါဘူးစိတ်ကြိုက် free နဲ့လွှဲလို့ရတယ်ပေါ့နော် withdraw ကိုနှိပ်လိုက်ပါပြီ သူကအစွန်းထွက်တသမတွေကိုတော့ထည့်မလွဲပေးဘူးပေါ့နော်၄၉၅တသမ၃၅ရှိရဆိုပေမဲ့ဒီမှာပြတာတော့၄၉၅ပဲပြရတယ်ပေါ့နော်ကျွန်တော်ကိုလွဲမဲ့ address မှမှမှတစ်ချက်ပြန်စစ်ပြီးသွားလို့ရှိရင် continue ကိုနှိပ်လို့ရပါပြီဒါတော့ကိုရဲ့ pin code ထည့်မယ်ပေါ့နော်အဲ transaction initiated ဆိုရင်ရပါပြီ back to home ကိုသွားမယ်အဲကိုလွဲလိုက်တဲ့ဟာကိုကိုရဲ့ history ထဲမှာပြန်သွားကြည့်လို့ရတယ် ဒီမှာအပေါ်မှာ successful ဖြစ်သွားပြီပေါ့နော်အခုရဲ့ transaction ကအဲ့ဒါအသေးစိတ်ဝင်ကြည့်ချင်ဒီဘက်ကပို့တဲ့အကောင့်ဟိုဘက်ကလက်ခံတဲ့အကောင့်195 STB ရောက်သွားပြီပေါ့နော်ဒါကြတော့ဒီဘက်ကလက်ခံမဲ့ STB အကောင့်တွေကိုပြန်သွားကြည့်မယ်ပေါ့နော် history တွေကိုအရင်ဝင်ကြည့်လိုက်ဒီမှာကျတော့ကိုယ့် CEO ဝင်လာတဲ့ဟာကိုပြပေးတယ်ပေါ့နော်ဘယ်အကောင့်ကနေပို့လိုက်တာလဲပေါ့ successful ဖြစ်နေပြီအော်အဲ့ဒီပို့လိုက်တဲ့ဟာတွေအကုန်လုံးကဒီ STB token ထဲမှာပဲ available token နေရာမှာတွားပြီးတော့ပေါ်နေမှာပေါ့နော် နော် STB to STB လွှဲတာကတော့အရန်လွှဲပါတယ်တခုပဲ address တောင်းတဲ့အခါမှာ polygon address နဲ့ပဲလွှဲပေးပါအချင်းချင်းခါတိုင်းလို STB ချင်းချင်းလွှဲတာပဲဆိုပြီးတော့ STB UID နဲ့လွှဲလို့ရှိရင်တော့မရပါဘူးဒီလိုဆုံးနေကြည့်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်